ဟေးမင်္ဂလာပါကျွန်တော်နာမည်ဒိုချီပါနေ့စဉ်၃မြမအင်္ဂလိပ်စကားပြောမှဖြစ်ပါတယ်ခင်ဗျဒီညတော့ကျွန်တော်တို့တောက်ထုံမယ်ရလေးတွေပါနာစဉ်းစားမိရလေးကိုကျွန်တော်စဉ်းစားကြည့်တာဟောကျွန်တော်တို့မြမစကားပြောတဲ့အခါတွေမှာအင်္ဂလိပ်လိုတူလီမုတ်ဆတူလီမုတ်ဆလေးတွေထည့်ပြောတော့တချို့ထည့်ပြောတဲ့ဝါဟာရတွေတွေကကျွန်တော်တို့အစင်မပြေတာလေးတွေကိုတွေ့ရတာလေးကို share ပါရစေပါနော်ဒါရဒီပိုင်းနဲ့ထမှာပဲကျွန်တော်နာမည်နဲ့ပတ်သက်ပြီးတော့ online ပေါ်မှာဘယ်လိုပဲပတ်စံတောင်းမှာမပေးမိပါစေနဲ့ပါနော် ကျွန်တော်တခါတလေမှမြန်မာတွေစကားပြောတဲ့စီမှာကျွန်တော်ကြားရတတ်တာပါနော်အဲ့ဒါတွေကဘာလဲဆိုတော့ကာကဲဤတို့နော်အဲပြီးသွားရင်အဲ half point ကြော်တာတို့အဲအဲ့ဒီတည်းမှာမှာအစိုးဆုံးကတော့ half court ကြီးဖြစ်နေတယ်လို့နော်အဲ့ဒီခါမှာ half court ဆိုတာဘာပါလဲအဲ့ဒါစကားပြောအမှန်မှန်တော့မြန်မာကစကားပြောလို့ဆိုရင်ကျွန်တော်မတင်မကြလေးဖြစ်နေတယ်လို့ ပြောချင်တာဖြစ်ပါတယ်အဲ့တော့မတင်မကြလေဆိုတာသူတို့ကခင်မိကျင်တဲ့အခါကျတော့အေးကို့မှာတော့ဟတ်ကော့ပြီးဖြစ်ဖြစ်သွားတယ်အေးအဲ့ဒါမျိုးလေးမြန်မာပြောတာလေးတွေကျွန်တော်ကြားဘူးတာပေါ့နော်အဲ့ဒီခါကျလာအဲ့ဒါမျိုးခင်ဗျားတို့ကြားဘူးပါသလားပေါ့ half ကော့ဖြစ်တယ်ဆိုတာဘာလဲ half h a l f half တဝက်တဝက်တဝက် h a l f half ကော့ဆိုတဲ့အခါမှာ c o c k ကော့က က်ဖာပါနော်တနည်းအားဖြင့်အတူကျုပ်လူငယ်စကားပြောလို့ရှိရင်ယောက်ျားရဲ့ပစ္စည်းကိုခွာတာဖြစ်ပါတယ်အဲ့ဒီ half court ဆိုတော့ကျတဝက်ဖြစ်တာမဟုတ်ပဲ ਨੇ half court ကြီးဖြစ်နေတဲ့ငါမတင်မကြကြီးဟေးဆိုလို့ရှိရင်အဲ့တော့ယောက်ျားတစားမနေတဝက်ကြီးဖြစ်နေတယ်လို့ဒိတ်ပဲရတာဘောနော်အဲ့ဒီခါကျတော့ရိုင်းတာဘောမြန်မာအချင်းချင်းမှာကျတော့ အဲဒီရဲ့ဘာသာစကားလေးကိုကိုကနားမလဲတော့ဟုတ်တာပေါ့နော်ဟေးငါတို့ဒီအလုပ်ရသွားလုပ်တယ်ငါသူမှာဟိုမှာဟိုလိုလိုဟုတ်တယ်လိုလိုလိုမဟုတ်တယ်လိုလိုနဲ့ကို့မှာတော့ half ကကြီးဖြစ်သွားတယ်အဲ့ဒါမျိုးလေးတွေကျွန်တော်ပြောစမ်းကြားဘူးလို့ပါပေါ့နော်အဲ့ဒီခါကျတော့ half ကဆိုတဲ့ဝါဟာရလေးကိုမတုံးပါနဲ့လို့မသိလို့ရှင်ပေါ့နော်ဟာရိုင်းပါပဲလို့နောက်တစ်ခါကျတော့ဘာတွေကြားတတ်လဲဆိုတော့ half point ကြော်တယ် ဟပ်ပွိုင်းကြော်တယ်ဗောနော်မြမပွိုင်းလို့ဖြစ်သွားတယ်အမမက boy ဆိုတဲ့ဝါဟာရလာတာပါ b o i l boy ကပြုတ်တာ half တဝက် half boy ဆိုရင်တဝက်ပြုတ်တယ်အဲကျဲဦးတဝက်ပြုတ်တာမျိုးကိုကပြောခြင်းနဲ့ hey ဆိုလို့ရှိရင်ဒါဒီအားလုံးကအိန္ဒိယနဲ့မြန်မာနဲ့တုံးတာများပါတယ်လို့အင်္ဂလိပ်စကားပြောတဲ့နိုင်ငံမှာတော့ half boy မတုံးပါဘူးဗောနော် အိန္ဒိယနဲ့အိန္ဒိယအင်္ဂလိပ်နဲ့မြန်မာတွေရဲ့ပြောတဲ့စီမှာတော့ဟပ်ပွားကြော်တယ်အဲ့တော့ပြုတ်တဝက်ပြုတ်ပြီးတော့ကြော်တာကိုကျွန်တော်တို့ကပြောတာလားအဲ့လိုမဟုတ်ပါဘူးဟုတ်လားလားတကယ်တမ်းကျတော့မြန်မာဟပ်ပွားကြော်တယ်ပြောတာကအပေါ်လေးမှာအယောင်လေးတင်းနေတဲ့မချက်တကြက်ကြော်တာကိုပြောတာပါနော်ဟေးငါ့ကိုမချက်တကြက်တဝက်လောက်ပဲကြက်ကြက်လေးကြော်ပေးပါလို့ပြောတာကိုခင်မီချင်တဲ့ခါကျတော့ဟပ်ပွားကြော်တယ်လို့ပြောတာပါ ဒါမျိုးဟပ်ပွားရကြတော့အင်္ဂလိပ်စကားနိုင်ငံမှာဘယ်လိုသုံးလဲဆိုတော့ sunny side up ကြော်ဟန်နဲ့ပါမမဆိုင် sunny side up sunny ဆိုတာကနေအယောင်ကိုပြောတာပါနေအယောင်ရဲရဲလေးပေါ့နေဝန်းနေနေပေါ့နေဝန်းနေနေအယောင်လေးကအပေါ်ဘက်အချမ်းမှာရှိတယ်ဆိုတဲ့ဥစ္စာကို sunny side up s u n n y sunny s i d e side တစ်ချက် အပေါ်ဘက်မှာပေါ့နော်ဆန်းနေဆိုင်တာဘလို့ကျွန်တော်တို့ကကြက်ဥတဝက်ကြော်တာလေးကို ပြောတာဖြစ်ပါတယ်အဲ့ဒါမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကကြက်ဥလေးကိုပြုတ်တယ်ဆိုရင်ကြက်ဥကိုဘလို့ပြုတ်ပါတလဲပေါ့အဲ့ဒီခါကျတော့ကျွန်တော်တို့က soft boy soft boy နဲ့ hard boy ပြော့ပြော့လေးပြုတ်တာနဲ့မမလေးပြော့တာနဲ့အဲ့ဒါအဲ့ဒီခါကျတော့ soft boy လို့ပြောလို့ရှိရင်ဒါကမြန်မာပြည်ခေါ်တဲ့ ုနကဟပ်ဘွားအိဘွားနော်တောက်ခွက်ပြုတ်တယ်လို့အတိတ်ပဲရပါတယ်ဆော့ဘွားဟပ်ဘွားရကြတော့မမာလေးပြုတ်တာအဲ့တော့ဆော့ဘွားနဲ့ဟပ်ဘွားလေးကိုတတိရှိပါပါနော်ကိုနိုင်ငံမှာတော့ OK တာပါနော်အဲအပြင်ဘက်မှာဟိဆင်တော့အဲအဲ့ဒါမျိုးလေးစားတော့ဆိုင်နေမှာတွားတယ်ဆိုရင်ဆော့ဘွားကိုတွေးမယ်ဟပ်ဘွားကိုတွေးမယ်အဲ့ဒါမှမဟုတ်ရင် how do you want how do you want your egg ကျက်ဥလေးကိုဘယ်လိုမျိုး ချက်ပေးစေချင်ပါသလဲ how do you want your egg i want sunny side up ကျွန်တော်မြန်မာလိုဆိုရင် half point ကျော်လာလေးကြိုက်တာပေါ့နော်တောက်ဝဲကျော်တယ်လို့ပြောတာဖြစ်ပါတယ်အဲ့ဒါမှမဟုတ်ပဲနဲ့တခါကြီးကြာရင်ကျွန်တော်တို့ကရေထဲမှာပဲပေါ့နော်ကြောက်ဥလေးကိုတုတ်နဲ့ခါပြီးတော့သူကရေမပုတ်တပူထဲမှာပြုတ်တဲ့ကောင်လေးတွေဆိုရင်ကျွန်တော်က posh လို့ခေါ်ပါတယ်နော်အဲ့တော့စီမပါဘူးရေနဲ့ပဲရေလေးကမဆူသေးဘူး မဆုတဆုလေးဖြစ်တဲ့ခါမှာကြက်ဥလေးခွဲပြီးပြုတ်လိုက်တယ်ဆိုရင်ဒါကိုကျွန်တော်က push လို့ခေါ်ပါအဲ့တော့အဖြူတွေကြီးပဲတွေ့ပြီးတော့ဆယ်တင်ပြီးတော့ဒါလေးနဲ့ခွဲတဲ့ခါမှာအဲခုနကမကြက်တဲ့အနှစ်လေးတွေပေါ့နော်ယုတ်လို့ခေါ်တာပေါ့ကြက်ဥအနှစ်ကိုအဲ့ဒီယုတ်ကလေးတွေအယောင်ထွက်တာကိုကျွန်တော်က push လို့ခေါ်တာဖြစ်ပါတယ်ဗျအဲ့ခါမှာ how do you want your egg your egg ဆိုရင် oh i want posh egg လို့အဲ့လိုမျိုးပြောတာဖြစ်ပါတယ်နော် အဲ့ဒီထိရလားမသိပါနော် half ကမပြောပါနဲ့ half point တောင်းမင်းမြန်မာလိုဆိုနေရတယ်ဒါပြင်မဲ့ဆိုင်နေမှာသတ်ဆိုင်ပါလေဆိုတော့ sunny side up နော်အဲကျအူ half point လေးပြုတ်ပေးပါအဲ့ဒါမျိုးပြောမယ်ဟေးဆိုရင်ကျွန်တော်က sob sob boy b o i l boy sob boy ဒါကမြန်မာလိုတနည်းအားဖြင့် half point ပြုတ်တယ်လို့ပြောတာဖြစ်ပါတယ်เนาะအိန္ဒိယနဲ့မြန်မာပဲတောင်းတာမမာလေးပြုတ်တယ်ဆိုတော့ half point လို့ခေါ်တာဖြစ်ပါတယ်လို့အဲ့ဒီရဲ့အခေါ်ဝေါ်လေးတွေပေါ့เนาะရမယ်နဲ့တူပါတယ်နောက်နေ့ဒီလိုကကျွန်တော်တို့မြန်မာစကားမှာအသုံးချသုံးတာတော့ car gate ပေါ့ car car ဆိုတာက car ပါ gate ဆိုတာက gate ဆိုတာ gate စောက်ချက်တဲ့နေရာဘယ်မှာဆိုကျွန်တော်တို့က gate လို့ခေါ်တာပေါ့เนาะအဲ့ အဲ့ဒီခါကျတော့ခကြီးသွားလာလူတယောက်ကမြန်မာပြည်မှာပေါ့နော်သူဘတ်ကခုနကကျွန်တော်တို့ပြောတဲ့ဘတ်ကဂိတ်ပေါ့မြန်မာအခေါ်ဝါဆရာအင်္ဂလိပ်ရတော့ဘတ်ကဂိတ်ပါမှာလဲလို့သူမိမမဟုတ် where is the bus gate ဒါမျိုးသူမိမမဟုတ် bus station ဟဲ့လားဒါမှမဟုတ် bus terminal train terminal train station bus terminal bus station ။ဒါမြန်မာအခါအပြည့်အကြတော့ကာကဲရထားကဲလို့အတိတ်ပဲရပါတယ်နော်။ဒါပေမဲ့အဲ့ဒါမရှိပါဘောနော်။အာဒီတိုင်း native လေးတွေ English native တွေကျွန်တော်တို့ကာကဲတို့ရထားကဲတို့ရထားဘူဒာယောင်းတို့အေးဒါမျိုးတွေသူမင်းရင်တော့ train terminal train station ဒါမှမဟုတ် bus station bus terminal ဟဲ့လားအဲ့ဒီတည်းမှာကားမှတ်တိုင်ဟေးဆိုလို့ရှိရင်တော့ bus stop ပါနော်ဒါလေးကို သုံးပါတယ်လို့အဲ့ဒီခါကျတော့ car gate ဆိုတာမရှိပါဘောနော်အဲ့တော့ bus station နဲ့ bus terminal ပဲရှိပါတယ်ပေါ့အဲ့ဒီခါကျတော့ကိုဒီသုံးနေတဲ့တဝက်တဝက်တဝက်ယူသုံးတဲ့တချို့အင်္ဂလိပ်စာလေးတွေကအခုလိုမျိုးမှားလို့ရှိရင်မှတ်မိမယ်လို့ကျွန်တော်ထင်တာပေါ့နော်အင်းအဲ့ဒါမြင်လေဥစ္စာလေးတွေဟာကြတော့ကို့အတွက်အတော့ဝင်လာမှတ်မိမလားဗောနော်အဲကျုပ်နဲ့ပတ်သက်လာရင်ဘာတွေရှိလဲ soft boy, hot boy, sunny side up. မမီမဲ့တင်နော်ပြီးရင် posh egg ဒီထိ okay だနော် half got မပြောပါနဲ့ဟေးငါနေဘလို့ကြီးဖြစ်သွားလဲငါ half got ကြီးဖြစ်သွားတယ်အဲ့ဒါမပြောနဲ့အဲ့ဒါရိုင်းနေလို့နော်မမီမဲ့လို့တင်နော်ကြားရောကြားဘူးလားပေါ့ကြားဘူးတဲ့လူရှိတယ်ဟေး solution လဲအောက်မှာ comment လေး ရေးပေးပါဗောနော်ကာဂိတ်ကာဂိတ်ပြောမယ်စာပါပြောရမယ်ဘတ်စတေရှင်ဘတ်စတာမီနောယထာဂိတ်ယထာဘူရာယောထရိန်းစတေရှင်ထရိန်းတာမီနောအင်းအဆင်ပြေမှမသိဘူးနော်ပြေမဖြေတဲ့အောက်မှာ command လေးရေးပေးပါလို့အဲ့ဒါမှမဟုတ်ပဲနဲ့တချို့မြန်မာတွေပေါ့ရော့ရော့ရော့ပြောတဲ့တချို့အင်္ဂလိပ်စာပေါ့နော်မဟုတ်တာလေးတွေ ကိုတိတ်ခဲ့တဲ့ hit solution လဲပဲအောက်မှာချပြီးတော့ရေးပြပါလို့ဒါလေးကကျွန်တော်ခုနကဘာနာစဉ်းစားရင်းနဲ့အဲလမ်းလျှောက်ပြီးအပြန်လေးမှာစဉ်းစားရင်းနဲ့အဲပြောချင်တာလေးကိုပြောတာဖြစ်ပါတယ်လို့နော်ကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်ဘိုင်